နှမ်းကြီးအရှိရဲ့ညအခုမှကောက်ရရတာဘာပြောတော့တွတ်တက်တယ်ဆိုတဲ့နိုင်ငံလဲဒီလိုလမ်းကြီးလည်းမတားကုန်ဆိုးတာအလိုတားကုန်နာတာအခုစားလူတွေကထွက်လာတော့ကြပြီဒါကြနာအလိုလမ်းဆိုးတယ်ဒီမှာမတွတ်တက်တာကြီးချင်းရတာကြီးအများကြီးပဲဒါပေမဲ့အိန္ဒိယတော့ကမ္ဘာလူကြီးအများဆုံး ਨੇ တွတ်တက်တဲ့နိုင်ငံတွေမှာပါတယ်ဟိုနောက်နိုင်ငံတွေလိုဥရောပနိုင်ငံတွေလိုစီကားပြီးတော့ တိုက်ရနေတာမဟုတ်ဘူးသူတို့ဒီမတတ်မရနဲ့တိုးတက်ခြင်းတွေပေါ့ဒါပေမဲ့လူဝန်သားအများကြီးကြွားတယ်ချားနိုင်ငံတွေမှာလူဝန်သားညီမျှတယ်ဒီမှာအခုတော့မျိုးပြန်တော်ရောက်နေတယ်တနာကြီးခွဲတော့မယ်သူတို့ဆွန်းစားဖို့အတွက်နေရာမရောက်သေးဘူးလောကျင်နာတော့ဒကာဒကမတွေရဲ့ဇာဘောင်လူထပြန်လဲမရဒါအောက်မှာငကိုလန်းအောက်ကအုတ်ခဲတွေခင်းတယ်အဲအုတ်ခဲပေါ်မှာထပ်ပြီးတော့ကတ်ဒီအထက်ခင်းတာ တွေ့ကျင်တာလမ်းမေးမှာလည်းကြီးအမိုက်တွေပုံနေနဲ့အိန္ဒိယအိန္ဒိယစတိုင်မပြောက်ဘူးပေါ့မပြတ်ဘူးသူတို့တွေအသားမဲလားဟာသူမွေးဖြူရခုံမွေးဖြူနဲ့ရှိနေရမှာမဟုတ်မှအကုန်လုံးတော့ဆက်လက်လုပ်ကြံသေးပဲတတ်တတ်ရရမနေရတာတော့ကလားတွေအမှုချင်းပဲလို့ဒိတ်တွေအမှုချင်းပဲလို့ပြောရမှာလမ်းပြင်းမှာရှိနေတဲ့ ဟိုစန်တာဟိုကြက်ဝဲအဲ့ဒါမှမတမ်းမီးဥသာကက်စိုးတွေအကုန်ကြည့်လိုက်သူတို့ရဲ့တိုးတက်မှုကိုဦးစင်ကမြင်စေခြင်းတယ်ကာတာဆိုင်နာဆိုင်နေရတာအတူပဲမြန်မာသားအင်္ဂလိပ်စာထိုင်းစာဟွာလို့ပဲလူတွေရဲ့ရက်ဒီမဟုတ်အောက်ကိုကြည့်လိုက်ဒါဦးစင်စဉ်းစားမဲ့နေအောင်သွားနေတာလူတွေတော့အစ်စ်လိုရင်ခုနကဒါလေးသူကကိုကိုနဲ့ဇူနီယာလေးကိုအစ်စ်လိုရင် အဲဒါရက်သေးလေးပေါ့ဘယ်ရောက်နေလဲလို့တော့ဦးစင်းထောက်မကြည့်ရသေးဘူးတရားတစ်ခုတည်းကြည့်ရမယ်အမိုက်ပုံဒီမှာကိုတိုလီမိုလီပလုံပလုံဆိုင်ပေါ့ဒီမှာပလုံကတော့အများကြီးသူရီစိုက်ကယ်လုပ်တဲ့နေရာမှာတော့အိန္ဒိယကမ္ဘာမှာဆံမဲဘာကြောင့်လဲဆိုတော့ဒါနဲ့ပဲသူတို့ကပြန်ပြီးရက်တည်တာရီစိုက်ကယ်လောကမှာအားလုံးဟာတော့မအိန္ဒိယလာတယ်လို့ပြောမှမမှားဘူးတုံးတယ်လွန့်ပြစ်တယ် ဲ့လိုပေါ့အလန်းတက်ဖြစ်မဲ့အရာတွေအားလုံးကိုသူတို့အမြဲတမ်းသတိထားတယ်။ဒါအိန္ဒိယရဲ့ဘဝပေးလာတဲ့အခြေအနေပေါ့သူတို့ရဲ့စာအုပ်တွေကြည့်လိုက်အကုန်လုံးကဟောင်းနှွမ်းနေတယ်။ဟိုးအင်္ဂလိပ်ကြီးကအကုန်လုံးမှအတူဟောင်းအစတွေကိုပြန်ပြီးမှကားတွေကလည်းကားတွေမလို့သူတို့တန်နေတဲ့အမာကိုသုံးတယ်။အမှန်တမ်းပြောရရင်တော့ဆင်းရဲတဲ့အိမ်လေးလိုပေါ့ခိုင်ခန့်မှုလိုတယ်ဆိုလိုပဲ။ နိပညာတဲ့သူတို့ကလူတွေရဲ့များပြားတော့အခုအကုန်လုံးကြီးလမ်းနေရလဲအခုစိုးသေးပဲမြို့ပြင်လဲတော်တော်ရောက်နေပြီဒီနေရာဘယ်နေရာလဲသူတော့မပြောတတ်ဘူးမိကြီးမှာ this uh town was town name nala sopara eh? nala sopara nala sopara nala sopara flyover nala sopara flyover fly over fly over ဖလိုက်အိုဝဲဆိုတော့ဦးဇင်းလဲတတ်တလောက်တော့မီးတော့ပဲအင်္ဂလိပ်စကားကအဲအဲ့လိုပေါ့ use room မဖြစ်တာရယ်မလိလာတာရယ်နာလာစုပါရဖလိုက်ဝဲအဲအဲ့ကိုရောက်နေတယ်ပေါ့ဒီမှာအများကြီးပဲဟိုမလားအမေလည်းတရားကြီးအားကြီးပဲဒီမှာလမ်းမေးမှာမလို့ပြောစီရောက်တာဦးဇင်းတို့တိုင်းပြတူပဲအဲကြီးဖိုက်ကယ်စီးရဲ့လူလူတိုင်းလဲစာလီမွေးပါဦး ဒီလိုပေါ်မှာလမ်းဖေးမှာဆိုင်းဘုတ်ကြီးကတ်ထားမယ်ဟုတ်ပါတယ်ခါတာရဟိုတော့တရားတွေမှာလူတွေအားလုံးကတော့ဒီလိုပဲယက်တီနေရမှာပါအမမေးစီသိသိကျန်အောင်ပဲဖုန်နေနဲ့အမကားတွေကိုထားလိုက်ကြည့်အဲ့မဲ့ကားတွေဘယ်လောက်ကြာလဲတော့မသိဘူးလူဝန်သားမကြီးများကကြီးကျယ်တယ်ဟောလိဝုဒ်လိုတထေးတွေအဲနောက်ပြီးစီဝါရေးလုပ်ငန်းရှင်တွေအများကြီးကြည့်သူ push power ဦးစင်းကြည့်မိတော့ push power ထဲမှာလူတွေရဲ့စဉ်းရဲမှုနဲ့အတူ လူတွေကျူးသားမှုနောက်ကြတော့သူစီအဲ့လိုသွေးရတန်ယုံနဲ့သူတို့ကိုးကွယ်တဲ့ဖခင်ရဲ့ရဲရင်မှုတွေကိုသူတို့ကအမြဲတမ်းပေါ်ပြလိုက်တယ်ပုစပေါ့ဦးစင်းကြည့်ခဲ့ရတယ်တကယ်တော့ဒီသင်မွေးလုပ်ငန်းပေါ့နော်အဲ့တော့ကဘာဖြတ်နေဇလန်းမဲ့စင်ရဲသားတယောက်ကနေပြီးတော့အထမ်းသမားတယောက်ကနေပြီးတော့အသေးသေးအောင်လုံရင်သူတို့ရဲ့ရဲရင်မှုရဲ့ ဟိုမှာကြည့်ဟိုမှာဆိုင်ဖို့တယ်အိမ်မျိုးကြီးပါသူစင်ပြောတာတဲ့ရှေ့ကလမ်းလေးတွေဓမ္မမိတ်ဆွေတို့တည်သေးချင်တာပေါ့ရှင်းမဲ့ဟိုဘရာဇီးယားမဟုတ်ပေမဲ့သူတို့သူတို့စာရီဝတ်တဲ့အိမ်မျိုးကျိုးပြက်ကသူစင်တို့မြန်မာပြည်ကရှင်မိတဲ့သေးသေးတယ်အမျိုးသမီးလေးတွေဝတ်တဲ့အဲ့လိုပေါ့ဒီမှာလူရနာဘောင်းသူဒီကျင်းမှုဘောင်းဆိုအဲ့လိုရှိတော့မတူဟိန္ဒူကအများဆုံးအစ္စလာမ်လည်းရှိတယ် အဲ့လိုပဲဘုရားဘာသာမြန်မာဘုရားဘာသာရှိပေမဲ့ထိန်သူကနွဲလာတော့အဲ့လိုအခုမြင်တွေ့ရတိုင်းပဲဒီမှာတော့အိန္ဒိယနိုင်ငံရဲ့လူရည်နဲ့အမျှဟောဒီတုတ်တုတ်တွေပေါ်တယ်ဆိုင်ကယ်တွေပေါ်တယ်လမ်းမရောက်ကြည့်သူတို့မတိုးတက်တဲ့ကြွာလေးတွေကိုစပြီးသွားကားစားမှာတွေ့ရတယ်ပဲကိုကြီးမရွေးကောက်ပွဲတွေရှိနေတဲ့အတွက်ဆိုင်မုတ်တွေတော့အများကြီးပဲ အဆောက်ဦးတွေမှာလူမနေပေမဲ့ဆောက်လုပ်စဲရည်လည်းအများကြီးပဲအဲ့တော့သူတချို့မှကြမ်းအမဲမတုတ်တုတ်ကားတွေအဝေးကြီးဟိုမှာအဝေးအဲ့မှာတုတ်တုတ်ကားတွေအဲ့နာမှာအဲ့တုတ်တုတ်ကားတွေကြီးပဲတန်းစီထားတာအများကြီးပဲဒီနေ့အခုနောက်မှာအလူရှင်လည်းပါတယ်အဲ့အင်းကြီးဖြူနေတာအလူရှင်သူကဆွန်းဒီပဲဟိုတဝက်လောက်ကလာဆောင်တယ်အဲ့လိုဘုရားစီဆုံးသားတယ် ်တနအိခွင်းနေမောင်းတော့အလေကောင်မလေးတစ်ပင်လေးတွေရောစိုက်ထားတယ်ဟိုပန်းနီလေးဆိုစက်ကူပန်းမင်းတော့မတူဘူးကြောင်လမ်းနေရာအဲ့မဲ့စိုးစဲပဲမြို့ပြပုံမှာတော့လမ်းကောင်းတော့ဒါငယ်မြို့တွေလည်းရှိမှာပါ ကားနဲ့သူတို့ဆုပ်ချုပ်နေတယ်အဲဒီမှာဟိုဦးဇင်းတို့မြောက်ရီသွားရင်တွေ့ရတယ်လို့ပါပဲမြောက်ရီမှာလည်းအဲ့လိုလမ်းဘေးမှာတိုးတက်ဆဆိုတော့လေအကုန်လုံးပစ္စည်းအဟောင်းရောင်းတဲ့ဆိုင်လေးတွေအဲ့လိုအဲဒီမှာတို့စီရမယ်ဆန်ဆန်ဟိုစဘာပင်အယူတွေအဲ့လိုတနေရတဲ့နေရာသွားလာနေသူတို့ရဲ့ကားတွေ ကိုကြည့်လိုက်ရင်တော့တန်တယ်နဲ့အခိုင်အခန့်လောက်ရတယ်။ဟိုအောက်ကားလေးတွေရောအောက်ကားလေးတွေမို့လို့သူတို့ရဲ့တဘာဝပေါ့။အမဘီဓမ္မမေဆွေတွေသူတို့နာယူပြောတာတခြားမဟုတ်ပါဘူးဒီမဲ့အကုန်လုံးဒီနေရာတွေသိရင်လမ်းလဲကျမ်းတယ်လို့ဟိုလမ်းဘေးကဆိုင်နေကွန်မန်ဒါတာဟိုပေါ့။တသားဆိုတဲ့တသားဆိုင်နေ တို့တိုးတက်ခြင်းရဲ့လူတွေရဲ့အလုပ်တွေနဲ့အားလုံးကအလုံးလုံးနေကြတဲ့လူတွေကြီးပဲဘလော့ကလုံးနေဘလော့ကပြည်သွားရနေတော့ဘဒေါ်လာရဲ့ကြားထဲမှာဘဝဆိုတော့ရှင်သန်နေကြတာဦးဇင်းတော်တာနာပြုဆိုပြီးတော့တဘာဝိဒဆရာနဲ့တူအိန္ဒိယပြန်ပြီးဘုရားဝါသားတွေပြန်လဲပြန်ပွားလာဖို့ကြိုးစားဖို့အားရဝန်တာလဲရှိလာပါလေဒါမှမဟုတ်လဲဒီကျေးမှုကလေးထုံးစံနေရဖြည်းဖြည်းချင်းတော့ပြောင်းသွားမှာပေါ့ မြန်မာနိုင်ငံဝီနည်းနဲ့ညီတဲ့ဆရာတော်တွေအနေနဲ့ဘလို့တာနာပြုဖို့မဖြစ်နိုင်သလိုဆရာတော်ဥဒ္ဓမသာရလူလူဆုံးတက်ဆုံးပေါင်းအောင်ပြီးတော့ဘဝဆုံးနဲ့ဓမ္မဆုံးတွေမြင်ရမို့တော့ခက်ပါတယ်အခုတော့ဦးဇင်းတို့စွန်းစားနေရရောက်ဖို့နောက်ဘလို့လူမဆိုမသိဘူးအားလုံးလည်းသိအောင်လို့အဒီဘက်ကတကာကပါရဗန်နီယာတထေးတို့ကចောင်းထောင်ထားတာဟိုဘက်ကသူညီမတဲ့ အဲနောက်ကအဲ့ရတကားကိုတော့ကတော့စုကပန်းနေလို့ခေါ်တယ်။သူကဒီသားနာမှာသူတော့တငယ်ချင်းလို့ပြောတယ်။ရှေးရလူနဲ့ရှေးရလူနဲ့ရှေးရလူနဲ့တငယ်ချင်းလို့ပဲပြောမှာ။ဘုဘကသူညီမလေး။ Okay ။ကောင်းပါပြီဓမ္မမိတ်ဆွေတွေအဲ့ဒါသူတို့လူရစွန်းစားဖို့အတွက်သွားတော့စိတ်တော်မရှိနဲ့။မကျင်းတဲ့စင်းတွေပဲရှိတယ်။နော်။နိုင်ကျော်သွားလို့ငတ်ခံမယ်ဆိုတော့ရတယ်။ ညသာလည်းကျွေးမှာမဟုတ်ဘူးအမပါဘီအလုံးချမ်းမြေနေမတွေ့ရအိမ်မချမ်းသာရှိပါသေးဒါခီးသွွာလာရင်အမတ်တရဆင်းရဲလာတဲ့အိန္ဒိယရဲ့အခြေအနေနဲ့တော့လူကြီးအများဆုံးအခြေအနေအဲတရုတ်ပြည်သွားရင်လည်းဒါရဆိုးမှာပေါ့ဒီနေ့တော့ရောက်တော့မှာပါဦးစင်းလည်းအသက်က60နှစ်ဆိုတော့လက်နဲ့လည်းရှောက်လို့မကောင်းတော့ဘူးဒါပေမဲ့တာနာပြုတ်ခြင်းနဲ့စိတ်ကလေးတော့ဆောင်ရွက်နေကြည့်အောင်မကားကြီးကြက်နေတယ်လမ်းလမ်းနဲ့လမ်းနဲ့အဲ့ဒါကြည့် အဲ့လက်မှန်ကအဲ့မဲ့ကြည့်အဲ့ကားကြီးကထပ်ပြီးတော့ဝဲဒီပဲလမ်းမရှိဘူး။ဟောမှာပြီးချမ်းမြေပါသေး။အောင်မြင်ပါသေး။အဲ့လမ်းတွေကိုမြင်လိုက်အောင်ပြ။